်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။လဝါကတန်ဤတည်င်းစကားဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး၁၉အငယ်၁၅ကနေ၂၇ကိုဆင်ခြင်သွားခြင်းပါတယ်။ ထူသူကိုထုတ်ပါထုတ်ပါလက်ဝါးကတိုင်မှာရိုက်ထားပါဟု လူအများဟစ်ကြောကြ၏ပြိလက်မင်းကလည်းတင်တို့ဤရှင်ပြင်းကိုလက်ဝါးကတိုင်မှာရိုက်ထားရမည်လို့ဟုမေးပြန်လျင်ယေဘရဟိအကြီးတို့ကအကျွန်ုပ်တို့၌ကဲတာဘရင်မတပါအဘေရှင်ဘရင်မြမရှိဟု ပြန်ပြောကြ၏ထို့အခါပြိလက်မင်းသည်ယေရှုကိုလက်ဝါးကတိုင်မှာရိုက်ထားစေခြင်းကထို့သူတို့လက်တို့အပ်သည်ဖြင့်သူတို့သည်ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏ကိုရောသည်မိမိလက်ဝါးကတိုင်ကိုထမ်းလျက်ဥကောင်းခွန်အရက်ဟု၍တွင်သောအရက်သို့ထွက်တော်မူ၏ထိုအရက်ကဟေပြင်းစကားအားဖြင့်ဂောလကောတအမည်ရှိ၏ထိုအရက်၌ကိုရောကို အခြားသောသူနှစ်ယောက်နှင့်တကွလက်ဝါးကတိုင်မှရိုက်ထားကြ၏ထိုသူနှစ်ယောက်အလင်းမှယေရှုသည် နေရာကျသည်ပိလတ်မင်းသည်လည်းကပြေးလိုက်စာကိုရေး၍ လဝါကတိုင်တော်၌တက်လေ၏လိပ်စာချက်ဟူမူကားယူဒရှင်ဘီယင်နာဇရက်မြို့သားယေရှုဟုရေးထားတည်းယေရှုကိုလဝါကတိုင်မှာရိုက်ထားသောအရက်သည်မြို့နှင့်နီးသည်ဖြစ်၍ထိုလိပ်စာကိုဟေပြဲဘာသာဟေလတဘာသာယောမဘာသာအားဖြင့်ရေးထားသောကြောင့်ယူဒလူများတို့သည်ဖတ်ကြ၏ထို့ကြောင့်ယူဒယေဘရဟိအကြီးတို့သည် ပိလက်မင်းထံသို့ဝင်၍ယုဒရှင်ဘရင်ဟုမရေးပါနှင့်ငါသည်ယုဒရှင်ဘရင်ဖြစ်သည်ဟုသူဆိုကြောင်းကိုရေးတော်မူပါဟုရှောက်ကြလျင်ပိလက်မင်းကငါရေးပြီးသောအရာကိုငါရေးပြီဟုပြန်ဆို၏စစ်သူရဲတို့သည်ယေရှုကိုလက်ဝါးကတိုင်၌ရိုက်ထားပြီးမှအဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တက်ရောက်တစ်ပိုင်းစီယူကြလေ၏အတွင်အင်ကြီးတော်ကား မချုပ်ဖဲလျက်အထက်စွန်းမှအောက်စွန်းတိုင်အောင်ရက်တော်အင်ကြီးဖြစ်တော်ကြောင်းထိုသူတို့ကအင်ကြီးကိုမဆုတ်ကြနှင့်အဘယ်သူယူရမည်ကို စာရေးတန်ချကြကုန်အံ့ဟုအချင်းချင်းဆိုကြ၏ကျမ်းစာလာသည်ကသူတို့သည်အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍အကျွန်ုပ်အင်ကြီးကို စာရေးတန်ချကြပါ၏ဟုသော အချက်စကားကို ပြေဆုံးစေ၍ စစ်သူရင်တို့သည်ထို့သို့ပြုကြ၏ယေရှု၏လက်ဝါးကတိုင်တော်နားမှမေရော်နှင့်မေရော်၏ညီမဖြစ်သောကလောဖ၏မယားမာရိနှင့်မာဂဒလမာရိတို့သည်ယက်နေကြ၏ဒီနေ့လက်ဝါးကတိုင်ကတည်င်းစကားကကျွန်တော်တို့အတွက်ဘလို့အတိတ်ပဲရှိပြီးတော့ဘာကိုဆိုလိုတယ်လဲဆိုတာကိုဆင်ခြင်သွမ်းခြင်းပါတယ် ယောမအင်ပါယာအချိန်တုန်းကယာဇဝိသားတွေကိုကွံ့မြတ်ဖို့အတွက်ရက်ဆက်ကြမ်းကြုတ်တဲ့နီလန်အဖြစ်လက်ဝါးကတိုင်ကိုအသုံးပြုခဲ့ကြတယ်။သို့တော်လည်းတခင်ယေရှုရဲ့ရစ်ပူဇော်မှုတွေအားဖြင့်လက်ဝါးကတိုင်တည်င်းစကားကကိုရုတ်ကိုယုံကြည်သူတွေအတွက်မျှော်လင့်ခြင်းနဲ့အတ္တတာအတ္တတခုဖြစ်လာစေခဲ့ပါတယ်။လောကတိုင်ဟာခရစ်ဝင်ကျမ်းမှာရှိတဲ့သူတွေအတွက်အမျိုးမျိုးသောအတိတ်ပဲရှိပါတယ် ပြီးလက်မင်းအတွက်ကတော့လောဝါကတိုင်မှာသခင်ယေရှုခရစ်တော်ရဲ့သေခြင်းက အပြည့်မဲ့တဲ့သူတယောက်ရဲ့သေဆုံးတဲ့အရာ နေရာဖြစ်တယ်။အဲ့ဒီအချိန်မှာရှိတဲ့ဘာသာရေးကောင်းဆောင်တွေအတွက်ကတော့လောဝါကတိုင်ကပြဿနာပပျောက်စေတဲ့နီလန်အဖြစ်ရှုမြင်ကြပါတယ်။သခင်ယေရှုခရစ်တော်မရှိတော့တဲ့အတွေ့သူတို့ရဲ့ယာဒူးနဲ့အခွင့်အာဏာတွေကလုံခြုံသွားတယ်လို့ယူဆကြပါတယ်။ယူဒရှကာယုတ်အတွက်ကတော့ လောဝါကတိုင်မှာသခင်ယေရှုခရစ်တော်ကိုကွဲ့မြတ်ဖို့စီရင်ချက်ချခံရကြုံကြားတဲ့အခါအလွန်စိတ်ဆင်းရဲသွားပြီးတော့မိမိကိုယ်ကိုတတ်သေးခဲ့တယ်။ကျမ်းတတ်တဲ့ပညာရှင်တချို့ကယုဒရှိကာယုတ်ရဲ့သခင်ယေရှုခရစ်တော်အပေါ်သစ္စာဖော်မှုကယေရှုခရစ်တော်ရဲ့နိုင်ငံတော်ကိုကြောညာကျင်ညာဖို့အတွက်တွန်းအားပေးမယ်လို့ယုဒရှိကာယုတ်ကထင်မြင်ခဲ့ပြီးတဲ့နောက်သူက ယေရှုရဲ့နိုင်ငံတော်မှာတကူးကြည့်တဲ့ယာဒူးကိုရလိမ့်မယ်လို့ယုံကြည်ခဲ့ကြတယ်။အဲ့ဒီအချိန်မှာရှိတဲ့လူရင်ကျေးမှုတွေအတွက်ကတော့လောဘကတိုင်ဟာရှက်စရာယာဆွဲမှုကိုကိုးစားပြုနေပါတယ်။သခင်ယေရှုခရစ်တော်ရဲ့ကလေးဘဝဟာပြည့်ပြည့်စုံမှုနဲ့ဘုရားသခင်ရဲ့သားတော်အဖြစ် သူ့ရဲ့လက္ခဏာကိုသိရှိခြင်းအပြင်ရက်ဆက်ချမ်းကျုပ်တဲ့ပြည့်တံကမထိုက်တန်ကြောင်းမေရိုမာရိကတော့သိခဲ့တယ်။ မေရိုမာရီအနေနဲ့ကတော့လဝါကတိုင်ဟာပရောဖက်ပြုချက်ရဲ့ပြည့်စုံမှုအဖြစ် သူမြင်မယ်မြင်နေမယ်ဆိုတာကတော့ကျွန်တော်တို့အန္တရာဖြစ်เสียအကြောင်းမရှိပါဘူးအဒီအချိန်မှာမာရီအတွက်ပရောဖက်ပြုချက်ပြည့်စုံမှုအနေနဲ့ဖြစ်ခဲ့သလိုလဝါကတိုင်ဟာ သူ့ရဲ့စိတ်လုံးကို လူကအခန်းကြီးနဲ့အငယ်34ကနေ35မှာ ရှုမောင်ပြောခဲ့သလိုတန်လျက်ကသူ့ရဲ့စိတ်လုံးကို ခွင်းလိုက်ခဲ့သလိုပဲ ဖြစ်လိမ့်မယ်။သခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေအတွက်ကတော့လောဝါကတိုင်မှာသခင်ယေရှုခရစ်တော်အသေးခံခြင်းက သူတို့ချစ်တဲ့ဆရာ သူတို့ချစ်တဲ့မိတ်ဆွေသူငယ်ချင်းနဲ့မေရှိယသေဆုံးခြင်းဖြစ်တယ်။ယေရှုနဲ့သူတို့ရဲ့ယဉ်နီးတဲ့ဆက်ဆံရေးတည်ငှက်ကုံဆုံသွားပုံရပါတယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းအတွက်လောဝါကတိုင်ကဘာကိုဆိုလိုနေသလဲ။ ူတို့ကောင်ဖြောက်မတ်တဲ့သူတယောက်ဟာ သူ့အသက်သေးဆုံးတဲ့နေရာလောကကိုပြဿနာရှာခဲ့တဲ့သူကိုဖယ်ရှားလိုက်တဲ့နေရာကျွန်တို့ကိုကယ်တင်ဖို့အတွက်ဘုရားသခင်ရဲ့သားတော်အသေးခံတဲ့နေရာလားကျွန်တော်အတွက်တော့ သခင်ယေရှုခရစ်တော်ကလုကာအခန်းကြီးကိုအငယ်23ကနေ24မှာတွင်တင်ခဲ့သလိုလောဝါကတိုင်တရားဟာသခင်ယေရှုခရစ်တော်ကိုစက္ကပ်ဖို့ရန်ကိုယ်စာတိကိုညှင်းပယ်ရမယ့်နေရာ နေတိုင်းထမ်းရမယ်အရာကိုယ့်ရဲ့ဇာတိကိုအရှုံးခံပြီးတော့ဘုရားသခင်နဲ့အသက်နဲ့အသက်ရှင်ရမယ်အရာလို့ပဲမြင်ပါတယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းအပေါ်ဘုရားသခင်ကအသက်တပံကောင်းချီးပေးပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည် နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်